တိုက်လျင်တစည်းဘုံလေးလုံးနဲ့မျိုးစုံသောလေကြောင်းရင်ကာကွယ်စနစ်တို့ရဲ့အားပြိုင်ပွဲအချိန်ကဒေသစံတော်ချိန်မုံတွင်နာရီမိနစ်40ရှိပါပြီယူကရိန်းရဲ့ SU-27 Flanger တိုက်လေကလိုင်းတွန်းတောင်တန်းတွေရဲ့ပင်900တမကပ်ပြီးပြန်လည်နေပါတယ်သူကလေရင်ကိုထိန်းချောင်းရင်း iPad screen ကိုတောက်လျှောက်စစ်ကြည့်နေတာပါစကရင်မမတော့ဘက်တရီကရွာလေးရဲ့အခြေအနေတွေကိုတွေ့နေရပါတယ်သူရဲ့ပြင်မကတော့ concrete အဆောက်အုံနှလုံးပါပဲဒီအဆောက်အုံထဲမှာရုရှားစစ်သားတွေစကန်ချထားတယ်လို့သတင်းရထားတာပါ ထောက်လိုင်းရင်တရင်ရဆိုရင်စစ်သား120လောက်ရှိတယ်လို့သိရပါတယ်။အဲဒီစစ်သားတွေကတော့သူတို့စီကိုရောက်လာမဲ့အန်ဒရယ်ကိုသတိမပြုမိသေးပါဘူး။တိုက်လေရင်ရဲ့ဒေါမန်တွေအောက်မှာတော့ JBU 39ဘုံငယ်၄လုံးကိုတပ်ဆင်ထားတာပါ။တကယ်တော့ဒီဘုံတွေကိုအမေရိကန်ကထုတ်ထားတာဖြစ်ပါတယ်။တိုက်လေရင်ကတော့ဆိုဗီယက်လက်ကျန်တွေပါ။အဲဒါကိုမှယူကရိန်းစစ်အင်ဂျင်နီယာတွေကမရရအောင်တွဲဆက်ထားတာဖြစ်ပါတယ်။တက်လို့ရတဲ့အခြေအနေရှိပေမဲ့လေတိုးတာကြောင့်အဲဒီဘုံတွေလည်းတုန်ခါနေတာပါ။ဒါပေမဲ့ခလုံးမနှိပ်ပဲပြုတ်ထွက်သွားမှာတော့မဟုတ်ပါဘူး။အလောင်းတော့တေချာစစ်ဆေးထားတာပါ။ လေမှုကတော့လက်ကြံစီကိုစစ်လိုက်ပြမတ်ကိုစစ်လိုက်နဲ့အလုတ်များနေပါတယ်ဒီမရှင်ကအချိန်သိရမှာမဟုတ်ပါဘူးအဲဒါကြောင့်အရန်တရီထားဖို့လိုနေပါတယ်လက်ကြံစီလုံလုံလောက်လောက်ရှိနေသေးတာကိုတီးလိုက်ချိန်မှာလေမှုကတနားကြီး450 knock knock တိအချိန်မြင်လိုက်ပါတယ်ရန်သူရေဒါရဲ့ထောက်လန်းမှုကိုလည်းတရီထားနေရတာပါလေယာဉ်ဥဒိယာရဲ့အရှေ့မြောက်ဘက်120ကီလိုမီတာလောက်မှာတော့ရုရှားရဲ့ရေဒါစကန်တစ်ခုရှိနေပါတယ်။အဲဒီမှာတပ်ဆင်ထားတဲ့96 LCE Cheese Boat Radar က မီတာ300ပတ်ချာလေးကပြင်မှတ်တွေကိုခြေရာခံနေတာပါအဲဒါကြောင့်လေယာဉ်မှုကတောင်တွေကိုကပ်ပြီးခန့်နှိမ့်နှိမ့်ပြန်တန်းနေပါတယ်တခါတလေကျရင်ရေဒါ3ပဲချက်တွေကလည်းထထမီလာခဲ့တာပါဆိုဗီယက်ခေတ်လက်ကျန်ရေဒါစနစ်တွေကတာမန်ရှာဖွေမှုလားတိုက်ခိုက်ဖို့အတွက်ထောက်လန်းတာလားဆိုတာကိုကောင်းကောင်းမခွဲခြားနိုင်ပါဘူးအဲဒါကြောင့်လေယာဉ်မှုအတွက်အခွင့်အရေးနည်းနည်းရှိနေတာပါ ဒါပေမဲ့ရုရှားတွေကလည်းတခြားအကာအကွယ်တွေစီမံထားပါတယ်60ကီလိုမီတာလောက်မှာရေဒါတစ်ခုထက်ရှိနေတာပါဒီရေဒါရှိနေတာကိုလေရင်မှုကလည်းသိနေပါတယ်တကယ်လို့ထောက်လန်းခံရရင်အဲဒီကဒုံးကြီးတွေက second ပိုင်းတွင်းရောက်လာတော့မှာပါအဲဒါကြောင့်လေရင်မှုကလည်းအမြင့်ဘက်ကိုမတက်ရဲပါဘူးတောင်းလေကိုအကာရန်ယူပြီးပုံရှို၊ကွယ်ရှို၊ပြန်တန်းနေရပါတယ်တကယ်လို့ဒီလိုပြန်တန်းရတာကမလွယ်ကူလှပါဘူးဒေါနာတွိုက်ကလေတုကဒုံခါမှုပြန်ထန်ပါတယ်အဲဒါကြောင့်အရှင်ပြင်းပြင်းမောင်းနေရတဲ့လေရင်ကိုထိန်းချုပ်ရတာလည်းခက်ခဲပါတယ် ဒါပေမဲ့လေယာဉ်မှုအတွက်တခြားနည်းလည်းမရှိပါဘူး။သူ့အနေနဲ့ပြင်မှတ်တဲ့အနည်းဆုံးကိုဒီနည်းနဲ့ပဲသွားရမှာပါ။ပြင်မှတ်နားကိုရောက်တော့မှအမြင့်ကိုတက်လိုက်ရမှာဖြစ်ပါတယ်။ပြင်မှတ်နဲ့9ကီလိုမီတာကွာရောက်တဲ့အချိန်မှာတော့လေယာဉ်မှုနဲ့အချက်လက်တွေကိုနောက်တစ်ခါစစ်ဆေးပါတယ်။ပြီးတော့လမ်းနဲ့ဖွင့်ခလုတ်တွေကိုလည်းစစ်ဆေးနေကြတာပါ။အဲဒီမှာတော့သုံးလုံးကမီးစိမ်းပြနေပြီ။တစ်လုံးကတော့မီးဝါလေးမိတ်တုံမိတ်တုံဖြစ်နေပါတယ်။တစ်ဘောကတော့ဘုံတစ်လုံးကနည်းနည်း error ရှိနေတယ်ဆိုတဲ့သဘောပါပဲ။ဒါပေမဲ့အဲဒါကကိစ္စတိတ်မရှိပါဘူး။လေယာဉ်ကိုလည်း under repair မှာမဟုတ်ပါဘူး။ ဆိုဗီယက်လေရင်ကိုအမေရိကန်ဘုံးတွေတက်ဆင်တဲ့နေရာမှာချိုယွင်းချက်လေးနဲ့နဲ့ရှိနေလို့ဒီလိုပြနေတာပါ။မင်းနေမဟုတ်တဲ့ကိစ္စမရှိသေးပါဘူး။ဘုံးကျဲချလို့ရဖို့ပဲအရေးကြီးပါရင်။ဘုံးကျဲရမယ့်အချက်လက်တွေကိုရပြီးသားဖြစ်ပေမဲ့အတီးပြို့ဖို့တော့လိုအပ်နေသေးတာပါ။လေရင်ကအရန်တုံနေတာကြောင့်စကရင်ဘောကအချက်လက်တွေကိုတတိထားပြီးဖတ်နေရပါရင်။ကစုံပေါက်မောင်းနေတဲ့လဲပေါ်မှာစာထိုင်ဖတ်နေရသလိုပါပဲ။ဒါပေမဲ့လေကျင်သားပြေးသွားပြီးအတွေ့အကြုံမနှဲလာတဲ့လေယာဉ်မှုကဒေအချင်းတွေကိုကောင်းကောင်းကင်တွေခဲ့ပါတယ်။အော်ဘတ်ကပေထရီကာဆစ်ကမှာရုရှားစစ်သားတွေကပုံမှန်အတိုင်းလှုပ်ရှားနေကြတာပါ။ ရေဒါအော်ပရေတာတွေကပေါ်လာလိုက်ပြောင်းလာလိုက်ဖြစ်နေတဲ့အချက်ပြမှုတွေကိုစစ်ဆေးနေကြပါတယ်။ဒရော့စကန်မှာတပ်ဆင်ထားတဲ့ပန်ဆာရေဒါစနစ်ကတော့ပြုပြင်ထိန်းသိမ်းရေးတွေလုပ်နေတာဖြစ်လို့အလုံးမလုံးနိုင်ပါဘူး။စစ်တမ်းထားတဲ့ကစစ်သားတွေကလည်းအေးအေးလူလူပါပဲ။ဒရော့နဲ့ရှေ့တန်းစစ်မင်နာပြင်က46မိုင်လောက်ကွာဝေးနေတာကြောင့်ဒီလိုအေးအေးလူလူရှိနေကြတာပါ။ဒီချိန်မှာလေမှုရဲ့ SPO 15 radar စနစ်ကတစ်ချက်တစ်ချက်ထမီရကနေတဟီဟီဇက်တိုက်မြည်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင် တောင်ကုန်းတစ်ခုမှာထောင်ထားတဲ့ SA21 Grodar radar တစ်ခုကဖမ်းမိသွားခဲ့လို့ပါပဲ ဒီချိန်မှာတော့လေရင်မှုလဲပုံးနေလို့မရတော့ပါဘူးလေရင်ကိုအချိန်မြင့်လိုက်ပါတယ်ပြီးတော့60ဒီဂရီထောင်ပြီးအပေါ်ဘက်ကိုပြန်တက်ခဲ့တာပါလေရင်မှုရဲ့မြင်ကွင်းမှာတော့တရရိပ်ပြင်းနေတဲ့တောင်တန်းတွေပျောက်သွားပြီးကောင်းငင်ပြာကြီးပဲပေါ်လာနေခဲ့ပါတယ်အမြင်ကိုတက်လာတဲ့အချိန်မှာရန်သူရေဒါတွေကလည်းထောက်ရမ်းနိုင်သွားတာပါဒါပေမဲ့ဒီချိန်မှာအရာတွေကိုခရီးမဆိုင်နိုင်တော့ပါဘူးသူတို့အချိန်ကအရေးအကြီးဆုံးပါပဲဘာဖြစ်လို့လဲဆိုရင်ဘုံကျဲနိုင်မှုခမင်းမင်းကိုပြန်ထပ်ဖို့လိုအပ်နေလို့ပါ JBU 39ဘုံတွေကျဲဖို့ဆိုရင်အနည်းဆုံးပေ18000လောက်အမြင့်ရှိမှအဆင်ပြေမှာဖြစ်ပါတယ် လေမှုကလက်ရှိအမြင့်နဲ့အချိန်ကိုတွက်ကြည့်ပါရီသူတို့အတွက်42စက္ကန့်လောက်ပဲအချိန်ရှိပါရီသူရဲ့လေမှုခံမှာတော့သတိပေးမိတွေကရောင်စုံလင်းလက်နေတာပါပေါင်250ပုံးလေးလုံးကိုတည်ထားတဲ့လေကအမြင့်ကိုကြားခံတန်နေရပါရီဒီကြားရဲလေတွေရဲ့ခုခံအားကလည်းရှိနေသေးတာပါအမြင့်ကိုတန်နေတဲ့အချိန်ပြောင်းလဲသွားတဲ့ဖီးယားတွေကြောင့်လေရင်မှုနဲ့အန်ဂျင်တလူလူတောင်ခံစားနေကြရပါရီစိတ်လို့ရှားနေလို့လားတော့မသိပါဘူးဒါပေမဲ့အတွေ့အကြုံကပဲဒီပြဿနာကိုထိန်းသွားလိုက်ပါရီသတိပေးသံတွေကတော့မကြားချင်လဲကြားနေရတာပါလေမှုကတော့လက်ကင်ကိုသေးချကင်ပြီးတော့ထိန်းချုပ်နေပါရီ ဒီချိန်မှာပဲအောက်ပံ20ကီလိုမီတာအကွာကနေရုရှားရဲ့ Fortress and CE ဝင်းပြစ်ဒုံးကြီးတစ်စင်းတက်လာတာကိုတွေးလိုက်ရတာပါဒီဒုံးကြီးကပေ3500ကျွဲလောက်ထိတက်နိုင်ပါတယ်ခဏကြာမှာတော့ match စနစ်အချိန်နဲ့ပြင်းမဲ့စီကိုထိုးဆင်းလာပါလိမ့်မယ်ဒါပေမဲ့ဒီဒုံးကြီးတွေကလည်းယူပါဗီတာနေရာမတွေကိုလိုက်နာဖို့လိုအပ်နေတာပါလေယာဉ်မှုကတော့အမြင့်ဆုံးအချိန်နဲ့အပေါ်ကိုဆက်တက်နေပါတယ်ပေးကြတဲ့ပေ2500ကျွဲလောက်အရောက်မှာဘယ်ဘက် engine ကရုတ်တရက်ချိုးရင်းသွားတာပါ ဒီချိန်မှာလေရင်မှုလည်းပြားသွားပါရီဒါပေမဲ့သူ့ရဲ့အလိုလိုတိစိတ်ကတော့အလုံးလုံးသွားခဲ့တာပါသူကဟိုတိန်ဒီတိန်နဲ့နဲ့လှုပ်ပြီးဘဲဘက်ညာဘက်အရှိန်အခုကိုညှိလိုက်ပါရီနောက်ပြီးအင်ဂျင်ကိစ္စကိုဖြည့်ရှင်းလိုက်တာပါဒီကိစ္စတွေဖြစ်သွားတာစက္ကန့်ပိုင်းလောက်ပဲကြာမြင့်ပါရီပြဿနာတစ်ခုဖြည့်ရှင်းနိုင်ခဲ့ပေမဲ့လေရင်ကတော့အမြန်နှုံးဆိုတဲ့အရှိန်တစ်ခုကိုဆုံးရှုံးခဲ့ရတာပါဒီချိန်မှာလေရင်မှုလည်းအမြင့်ပေတွေအရှိန်တွေကိုပြန်တွက်နေရပါပြီအမြင့်ပေက26000ကျော်ကျော်ရှိနေတဲ့အတွက်တိတ်တော့မလိုတော့ပါဘူးအင်ဂျင်သာဘာမှမဖြစ်ခဲ့ရင်အမြင့်ပေ28000ကျော်ကျော်လောက်ကိုရောင်းနေပါပြီ ဒါပေမဲ့မတက်နိုင်ပါဘူးရားတလောက်ဆက်ပြီးတက်နေရအောင်ပါပဲအမြင့်ပင်2000ကျော်ချိန်မှာတော့မန်တွေမှာရေခဲမုံတွေလာရိုက်နေပါပြီဘုံကျဲဖို့ဆိုရင်ပြက်မှတ်ကိုမျက်စိနဲ့ကြည့်ဖို့လဲလိုအပ်နေတာပါအဲဒါကြောင့်လေရင်မှုလဲမှန်းရဲ့တနေရာကိုလက်နဲ့ပုတ်ပြီးကြည့်လို့ရအောင်ကြံဖန်ရပါတယ်ဒီနေ့လက်ကအလုပ်တော့ဖြစ်ခဲ့ပါတယ်အောက်ပါမှာတော့ပြက်မှတ်လို့အတီးပြနိုင်တဲ့အမှတ်အသားလေးကိုတွေ့လိုက်ရပါတယ်လနတင်စင်စနစ်မှာတော့ error ဇက်တိုက်ပြနေကြတာပါခုနကလိုမီးစိမ်း၃လုံးမီးဝါ၃လုံးပေါ်နေပါလေဘုံလေးလုံးကိုချိန်ထားတဲ့လျှက်စစ်ပလန်းမှာပြဿနာတစ်ခုခုရှိနေလို့ပါပဲ ဒါပေမဲ့အဲ့ဒီပြဿနာကိုအပြေရှာဖို့အချိန်မရှိတော့ပါဘူး။ပြစ်ချပြီးရင်ဘုံရဲ့အတွင်းမိုင်းစနစ်ကခွဲထွက်သွားပြီးအလုံးလုံးဖို့ပဲမျောလင့်နေတာပါ။အဲဒါကြောင့်လေမုကလမ်းနက်ခလုတ်ကိုဖွင့်ပြီးအသည့်အနေထားပြင်ထားလိုက်ပါတယ်။ဒီချိန်မှာပေ2800ကိုလည်းရောက်လာခဲ့ပါပြီ။လေမုကလေရင်ကို3စက္ကန့်လောက်ညင်သွားအောင်ထိန်းလိုက်ပါတယ်။ပြီးတော့လမ်းနက်ထိန်းချုပ်ရေးကွန်ပျူတာကနေဘုံကျဲဖို့လိုအပ်တဲ့အချက်အလက်တွေကိုတွက်ချင်နေကြတာပါ။လေရင်ကလည်းငင်းငင်းဆိုင်ဆိုင်ဖြစ်လို့တွေ့ရချေရတာကလည်းအဆင်ပြေနေပါတယ်။စကရင်ပေါ်မှာလည်းပြင်းမှန်းတဲ့ပတ်သက်တဲ့အချက်အလက်တွေကိုထင်းထင်းရှားရှားတွေ့နေရပါတယ်။ အောက်ကပြလိုက်တဲ့ SA21 ဒုံကြီးကတော့ဘေး3300လောက်ကိုရောက်သွားပါပြီ။ထိပ်ဘူးမှာပါတဲ့ရှာဖွေစနစ်ကပြင်းထန်ကိုရှာနေပါပြီ။ခနာကြာအောက်ပြန်ဆင်းလာပြီးလေရင်ကိုတိုက်ခိုက်တော့ပါပါ။ဒီချိန်မှာလေရင်မှုက AP50 chat စနစ်ကိုဖွင့်လိုက်ပါပြီ။အဲဒါကြောင့်မိပွားလေးတွေအများကြီးလေရင်ဘောကနေထွက်သွားတာပါ။အဲဒီတော့မှဘုံတွေကိုဆက်ကျပါတယ်။ဒီချိန်မှာဘဲဘက်ကဘုံနှလုံးကတောက်ဆိုတဲ့အတန်းနဲ့တူလမ်းနဲ့တင်းတင်းဘောကနေခုံသိမ်းသွားတာပါ။စကန်ဝမ်အကြာမှာညာဘက်ကဘုံနှလုံးနဲ့ဆင်းချသွားပါတယ်။ဘုံလေးလုံးစလုံးချဲပြီးတော့နောက်မှာမီးလုံးအဝါကအစိမ်းအောင်ပြောင်းသွားတာပါ။ အခုမှလျှက်စစ်ပလန်းတွေပြန်ဆက်မိတဲ့သဘောပါပဲ။လေထဲရောက်သွားတဲ့ GPU ဘုံတွေကအတောင်ပိုင်းတွေပြန်ထွက်လာပါတယ်။ပြီးတော့ရုရှားစစ်သားတွေရှိနေတဲ့အဆောက်အုံနှလုံးစီကိုလေယုံစီးပြီးခရီးနှင်သွားတာပါ။ဘုံလေးလုံးစလုံးချဲပြီးတာနဲ့လေယုံမှုကလက်ကင်ကိုရှေ့ဘက်အားကုန်တွန်းလိုက်ပါတယ်။ဒီချိန်မှာလေငါအနှုတ်ကြီးအချိန်နဲ့ဒိုင်မင်ထိုးဆင်းသွားတာပါ။ဒီချိန်မှာ S21 ဒုံးကြီးကအမြင်ဆုံးရောက်နေတဲ့နေရာကိုရောက်နေခဲ့ပါပြီ။ချက်ချင်းဆိုတလို့ပဲဒုံးကြီးရဲ့ထိပ်ဖူးကလည်းအောက်ဘက်ကိုဆိုက်လာပါတယ်။ပြီးတော့အောက်ကိုထိုးဆင်းလာပြီးပြက်မှတ်ကိုရှာဖွေနေကြတာပါ။ ဒီချိန်မှာလေငါတော့အောက်ဘက်အပေ1900လောက်ကိုရောက်နေခဲ့ပါပြီ။ဒုံကြီးကနောက်ကလိုက်နေခဲ့ပေမဲ့ပြေခတ်နိုင်တဲ့အမြင့်အောက်ကိုရောက်သွားချိန်မှာတော့သူ့အတိုင်းပဲပောက်ကွဲသွားပါတယ်။ပောက်ကွဲမှုကထွက်လာတဲ့အစိပ်ပိုင်းတွေကတော့လေကွင်းထဲကိုပဲကျရောက်သွားခဲ့တာပါ။လေအမှုကတော့ဘေးကင်းရောက်ကိုထိုးစင်းပြန်တန်းနေတော့ပါပဲ။ GPU ဘုံလေးလုံးကတော့ယူပါပေတာဂိမ်းကိုကစားနေပါတယ်။ဒီဘုံတွေကပြင်မှတ်ကိုထိတိယောက်ထိမှန်နိုင်မှုအတောင်ပွင့်တွေကိုချိန်ညှိပြီးပြန်တန်းနေကြတာပါ။ ဒီချိန်မှာဘက်တရီကဆစ်ကန်ရဲ့30ကီလိုမီတာအကွာမှာရှိတဲ့ R330 site ရဲ့ electronic ဆစ်စင်ရရင်ကအသက်ဝင်လာပါတယ်။ဒီစနစ်က L1 L2 line တွေကိုထုတ်လုပ်ပြီး GPS တွေကိုအနှောက်အယှက်ပေးနိုင်ပါတယ်။ GPU ဘုံတစ်လုံးစီရဲ့အတွင်းမှာရှိတဲ့ GPS လက်ခံစနစ်ကလည်းဒီနှောက်အယှက်မှုတွေကိုလက်ခံရရှိကြတာပါ။အဲဒီချိန်မှာပဲ GPS စနစ်ကနေ L5 လို့ကကုတ်စနစ်ကိုပြောင်းလိုက်ပါတယ်။ L5 စနစ်ကတိကျမှုတော့နှဲပါနေတာပါ။ GPS စနစ်နဲ့ဆိုရင်ပြမှတ်ကို3ပေအတွင်းသတ်မှတ်ထားနိုင်ပါတယ်။ အယ်ဖာနဲ့ဆိုရင်တော့ဆယ်ပေလောက်ကွဲလွဲကျွတ်ရှိနေနိုင်တာပါတက်တက်ထီရင်လဲထီသွားနိုင်ပါတယ်ဘာရီဆက်ပြစ်မလဲဆိုတော့မသေးကြသေးပါဘူးဘုံနံပါတ်2ကတော့ electron နဲ့တိုက်ခိုက်မှုတွေကိုခံရပြီး GPS စနစ် လုံးဝဆုံးရှုံးသွားပါတယ်အဲဒါကြောင့်အရင်စနစ်နဲ့ထိန်းချောင်းပြန်တန်းနေရတာပါဖြစ်ချင်တော့ဘုံနေသွားတဲ့လမ်းကြောင်းမှာရုရှားရဲ့ KA52 တိုက်ခိုက်ရေးယာဉ်တစ်စီးကကင်းလှည့်နေခဲ့ပါတယ်ဘုံတွေရဲ့စနစ်ကဒီရဟတ်ယာဉ်ကိုကြားပြတ်တိုက်ခိုက်ရေးလမ်းနဲ့လို့တမ်းမှတ်လိုက်ပြီး9ဒီဂရီလမ်းကြောင်းပြောင်းသွားရတာပါပြီးတော့ရဟတ်ယာဉ်ရဲ့ဘဲညာမီတာ200အကွာကနေဖြတ်ကျော်သွားပါတယ် ရဟရင်ပေါင်းတဲ့ပိုင်းလောကအဲ့ဒါကိုတတိတောင်မထားမိခဲ့ပါဘူး။အဲ့ဒါမှတော့ဘုံတွေကသူတို့ရဲ့ပြစ်မှတ်ကိုပြန်ပြီးဦးတည်လိုက်ပါတယ်။ပေ၈၀၀၀လောက်လို့မှတော့စိုးရတဲ့ရာသီဥတုနဲ့ကြုံလာရတာပါ။လေပြင်းကဘုံတွေကိုပြင်းမဲ့ရဲ့အရှိတ်အဝါစီကိုတွန်းပို့ဖို့ကြိုးစားနေပါတယ်။ဒီအချိန်မှာအမေပိုင်းကလေတောင်းထိုင်ချွေးစနစ်တွေကအသက်ဝင်လာပြီးပြင်းမဲ့ကနေမလွဲသွားအောင်ကြိုးစားနေရတာပါ။ဘုံနံပါတ်3ကလည်းအတော်လေးအခြေအနေဆိုးလာပါတယ်။လေတိုင်းနှုံးကိုအာခိုင်းရင်အချိန်ပြည့်နဲ့ဒုံခါနေတာပါ။ ဒီချိန်မှာပဲပြင်းထန်တဲ့10ကီလိုမီတာအကွာမှာရှိနေတဲ့ Dot M Do You Radar ကဘုံးတွေကိုခြေရာခံမိလိုက်တာပါ။အောက်ကိုကြားလာတဲ့နှုန်းကတော့တနာယီမိုင်400နှုန်းလောက်ရှိပါတယ်။ Operator ကဒီကိစ္စကိုအထက်အရာရှိစီအစီရင်ခံလိုက်ပါတယ်။ဒီချိန်မှာ Radar Operator က Zaitec Electronic စနစ်ရဲ့စွမ်းအားတွေကိုမြင်လိုက်တာပါ။ဒါပေမဲ့အရာကလည်းအချိန်နဲ့ကြားလာတဲ့ဘုံးတွေကို မတားနိုင်တော့ပါဘူး။အော်ဘတ်စစ်ကမ်းမှာရှိနေတဲ့ရုရှားစစ်သားတွေကတော့ဒါတွေကိုမသိသေးပါဘူး။ရေဒါအော်ပရေတာကဘုံးလေးလုံးကြာလာတဲ့အခြေအနေကိုသုံးသပ်နေပါတယ်။ အချိန်မှန်ဘူးဆိုတော့ကိုတီးရတော့မှတတိပေးတဲ့ခလုတ်ကိုနှိပ်ချလိုက်တာပါဒီအချိန်မှာတော့စကန်တစ်ခုလုံးပြောင်းဆန်သွားပါတယ်ဒီအချိန်မှာစစ်သားတို့ကပန်စာလီတောင်းကာကွယ်စနစ်ကိုအသက်သွင်းလိုက်တာပါဒီအချိန်မှာပဲ 2A38M လက်နက်ကဒေါသတကြီးနှိုးထလာပါတယ်တစ်ဆက်တည်းမှာပဲ 30mm ပြောင်းဝရီကကောင်းငင်ဘက်ကိုရွေးနေခဲ့တာပါဒါပေမဲ့ဘုံတွေကြလာတဲ့အချိန်လက်နက်ကိုအစင်းသင်းဖြစ်အောင်လုပ်ရတဲ့အချိန်တွေကို တွက်ကြည့်လိုက်ရင်မမီတော့ပါဘူး။စကန်တဲ့ကစစ်သားတွေကတော့ကရုတ်ချင်းနဲ့စင်းပြေကြနေဆက်ရအကာအကွယ်ယူကြတဲ့အလုံများနေကြပါရင ။ဒေတောင်းရကာကွယ်လက်နက်တွေကတော့30မီလီမီတာကြီးစံတွေကိုဒရက်ဆက်ဖြစ်လွန်နေခဲ့တာပါ။ဒါပေမဲ့အချိန်ပြင်းပြင်းကြားလာတဲ့ဘုံတွေကိုလိုက်ပစ်ဖို့မမီဘူးဖြစ်နေခဲ့ပါတယ်။ဒီချိန်မှာတော့ရုရှားတွေလည်းဘာမှမတက်နိုင်တော့ပါဘူး။မော်လဲ2နာရီ50မိနစ်နဲ့3စက္ကန့်တိတိမှပဲပထမဆုံး GPU ဘုံကကွန်ကရစ်အမိုးကိုအတချောင်းလိုထိုးပေါက်သွားတာပါ။ဒါပေမဲ့ရိုးရိုးအပ်တော့မဟုတ်ပါဘူး။ပေါင်150ရှိပြီးပေါက်ကွဲဆွိုင်းမြင်မာတဲ့အတချောင်းအနေနဲ့ပါပဲ။ဘုံရဲ့ထိပ်ဖူးမှာတပ်ဆင်ထားတဲ့ FMU 152 fuse ကတော့ပေါက်ကွဲရမယ့်အချိန်ကိုတွက်ချက်စောင့်ဆိုင်းနေကြတာပါ။ အဲဒါကြောင့် concrete ဗရမအလွာကိုဖောက်ထွင်းပြီးတာတော့မပေါက်သေးပါဘူး။နောက်ထပ်အလွာတွေကိုထပ်ပြီးဖောက်ထွင်းနေကြတာပါ။အစောက်အုံရဲ့အတွင်းပိုင်းကိုရောက်တော့မှ36ပေါင်ရှိတဲ့ AFH757 ပေါက်ကွဲပစ္စည်းတွေကိုအလုပ်ပေးလိုက်ပါရင်ဒီချိန်မှာပဲကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်လာခဲ့တာပါ။အဲဒီပေါက်ကွဲမှုကတစ်စက္ကန့်ကို9ကီလိုမီတာရှိတဲ့ PSI 9000ဖိအားလိုင်းကြီးကိုဖန်တီးလိုက်ပါရင်ဒီပေါက်ကွဲအကြောင်း concrete တွေကအစိမ့်စိမ့်အမှောင်မှဖြစ်ရမယ့်အစားအမုံတွေလိုဖြစ်သွားပါရင်တန်ကြောင်းတွေကလည်းအေးပြောမတက်ဖြစ်သွားတာပါ။ ဘောက်ကွဲမှုကထွက်လာတဲ့အစားနာတိုင်းကအခန်းထဲမှာရှိတဲ့တက်ရှိတွေအတွက်လမ်းနာတစ်ခုလို့ဖြစ်သွားပါတယ်။ဒါကပထမဆုံးဘုံတံပဲရှိသေးတာပါ။စက္ကန့်စက္ကန့်အကြာမှာပဲဒုတိယမြောက်ဘုံကအစောအုံရဲ့အနောက်ဘက်ကိုဝင်လာခဲ့တာပါ။ဒီဘုံကလည်းအတွင်းဆုံးနေရာကိုရောက်မှပေါက်ကွဲခဲ့ပါတယ်။ရှေ့စင်နောက်စင်ဖြစ်ပေါ်လာတဲ့ပေါက်ကွဲမှုတွေကအဆောက်အုံတစ်ခုလုံးကိုမြေကြီးပေါ်ဘုံဘုံလဲကျစေခဲ့တာပါ။ဒီချိန်မှာဘုံအမှတ်3နဲ့4ကနောက်ထပ်အဆောက်အုံတစ်လုံးကိုအဲ့ဒီနေတိုင်းပဲထိုးပေါက်ဝင်ရောက်သွားပါတယ်။အရင်ရောက်လာတဲ့ဘုံကလေကားခွင်ရှိတဲ့နေရာမှာပေါက်ကွဲသွားခဲ့တာပါ။ နောက်ကလိုက်လာတဲ့ဘုံကတော့အဆောက်အဦရဲ့အလဲတက်တက်ကိုဖောက်ဝင်သွားပါတယ်။ဘုံနှလုံးစလုံးရဲ့ပေါက်ကွဲမှုကတစ်စက္ကန့်လောက်ပဲကြာခဲ့တာပါ။ဒီအဆောက်အဦရဲ့ကံကြမ္မာကလည်းအတူတူပါပဲ။စက္ကန့်ပိုင်းတွင်ပျောက်ကွယ်သွားရတာပါ။အထက်မှာရှိနေတဲ့စစ်သားတွေရဲ့ကံကြမ္မာကလည်းအတူတူပဲဖြစ်ပါတယ်။တတိပေးတန်ကြားကလေးကအပြင်ကိုချက်ချင်းထွက်ပြေးနိုင်ခဲ့တဲ့စစ်သားတချို့ပဲအသက်ဆက်ရှိဖို့အခွင့်အရေးရခဲ့တာပါ။သူတို့ကတော့ရဲတင်းလုံးနဲ့ယူကရိန်းတိုက်လေရင်ကိုပဲဒေါသထွက်ရမလားမထီရောက်ခဲ့တဲ့လေကြောင်းရံကာကွယ်စနစ်ကိုပဲအပြစ်တင်ရမလားဆိုတော့ကိုဝေခွဲမရအောင်ဖြစ်နေခဲ့ပါတယ် ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိချစ်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်